မေလ22ရက်နေ့နနက်7:00နာရီခွဲအချိန်မှာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့တိုင်းထွာချက်အရဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာမေလ22ရက်နေ့မွန်တဲကနေနောက်24နာရီတွင်မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းကိုဥတီ၍လျားနိုင်တယ်လို့ခန့်မှန်းထားကြောင်းသိရပါတယ်။တိုင်းထွာချက်တွေအရမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံကွာမြို့ရဲ့အနောက်တောင်ဘက်မိုင်၁၆၀ခန့်၊ပသိမ်မြို့ရဲ့အနောက်အနောက်တောင်ဘက်၁၁၅မိုင်ခန့်၊စစ်တွေမြို့ရဲ့တောင်အနောက်တောင်ဘက်၂၂၅မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။ အဆိုပါမုံတိုင်းငယ်ဟာအရှေ့မြောက်ဘက်ကိုဆက်လက်ရွေလျားနေပြီးနောက်ဆုံးတိုင်းထွာရရှိတဲ့ခံမှန်းချက်အရမုံတိုင်းငယ်ဟာမေလ22ရက်နေ့မွန်းတဲကနေနောက်24နာရီတွင်မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းကိုဥတီရွေလျားနိုင်တယ်လို့ခံမှန်းထားကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့မုံတိုင်းငယ်ရဲ့အခြေအနေကိုလိမ်မော်ရောင်အဆင့်သတ်မှတ်ထားတယ်လို့မေလ22ရက်နေ့နေ့လယ်2နာရီခွဲခန့်ကမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကိုဆက်သွယ်မေးမြန်းချက်အရာသိရပါတယ်။ပုံတော့တော့ကျွန်တော်မုံတိုင်းသိပြီးတော့ဟိုမုံတိုင်းမုံတိုင်းငယ်အဆင့်တော့ဝင်ရေပေါ့အားလည်းသိမတင်သေးဘူးမတင်သေးတာလည်းပေါ့ပေါ့။တော့တော့ရီးရခိုင်ပြည်မှာရှိနေတဲ့ဆရာနေတော်မင်းများနဲ့ဟဲ့တော့အဲဒီကောင်းနေပါသေးတယ် 哦，好嘅，巴西啊。上上了上几年啊？我嘞，因为你妈那个在那里土地那里在项目上，那六年林木林木老先在买那，总共弄完了多少？我我一林木那一项目，我米啊那边木铁匠又忙活，那边，那边一项目比我嘞木机呢，木那那个路我也还在那弄，在那，但因为我我啊老在，也没做了面。 ညာလေးဆိုတော့တချို့ချို့မော်ရယ်ကြီးကတော့ဒီအခိုင်အကောင်းကပြချို့ကလည်းအခိုင်အကောင်းကနေပြောပြပြေးပြီးတော့မှပြည်ရအရှိမကောင်ပြရတယ်တော့ဒီတော့ဦးကြီးဒီတော့တောင်းကြည့်နေတော့မှရှိပါကျောင်းရည်မလီကလေးကနိသင်္ကေတတင်နိုင်ကလေးဟိုဒီပြားလေးရုံကလေးကသနာယီဟိုမိုင်လေးစေပဲဆိုပြီးတော့ဟိုမိုးလို့သားနေပြီးတော့ထုတ်ပြန်လိုက်ပြီးတဲ့သင်္ကေတတို့ဒီဒီကျောင်းအုပ်ကြီးတို့ဒီရေရောနေပြီးတော့မှပြန်လည်မြင်ဖို့ရည် မာတာလီရီယောတလီမျောတော့ဟုတ်ကဲ့ကံကြီးကြောင်းကြံဝီသွားတဲ့ဒီမောတွေဘာတွေကုန်လုံးကြံဝီဆိုင်ပါလားဟုတ်ကဲ့ဆရာအဲ့တော့သူကနေပြီးတော့ဆက်လုပ်တော့အဲ့ဒီသိကန်းတော့ဘာလို့ဒီတော့ဘာလို့ဒီမွန်နန်ဒရင်းနဲ့ပတ်သက်ပြီးတော့ဟိုသူ့ပြန်လိုက်သူ့ပြန်လိုက်အဲ့ဒါပြီးတော့ပို့ပြီးနေပါလား ။မုံတိုင်းငယ်ရဲ့အရှိန်ကြောင့်မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ AR တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပြီး AR တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာဒေသလိုက်နဲ့မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရကွက်ပြီးမိုးကြီးနိုင်ပါတယ်။ မြေဝကျွန်းပေါ်ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးကမိုးတက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်40ကနေ55မိုင်ထိတိုက်ခတ်နိုင်တယ်လို့သိရပါတယ်။မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ညနေ4နာရီအချိန်တိုင်းထွာချက်အရပင်္ဂလာပင်လယ်ရောအရှေ့လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာကွာမြို့ရဲ့အနောက်အနောက်တောင်ဘက်125မိုင်ခန့်၊ကြောက်ဖြူမြို့ရဲ့အနောက်တောင်ဘက်မိုင်160ခန့်နဲ့စစ်တွေမြို့ရဲ့တောင်အနောက်တောင်ဘက်မိုင်190ခန့် ်ကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါမုံတိုင်းငယ်ဟာကနအူမှာအရှေ့မြောက်ကိုရွေလျားပြီးနောက်မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေလျားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။